ကျွန်တော်ထောင်ပေါင်းမယ်ဗျငါးတနစ်သုံးလုံးပေါင်းကျွန်တော်ရှစ်လို့ရတယ်ဗျငါးတနစ်သုံးလုံးပေါင်းရှစ်အဲ့ဒီရှစ်တွေကျွန်တော်လုံးပိုင်ဗျရှစ်လုံးပိုင်၃ည၈ထွက်သွားတဲ့အတွက်ရှစ်လုံးပိုင်ထိသွားတယ်ဗျ ီဘက်မှာကျွန်တော်တို့9 1 9တုံးလုံးပေါင်းကျွန်တော်တို့တုံးလို့ရတယ်ဗျ33 23ကျွန်တော်တို့တုံးလို့ပဲယူတယ်ဗျ9 1 9တုံးလုံးပေါင်း3သုံးရပါပါသည်ရှစ်ရဲ့နှက်ခတ်သည်တ3 8 8ဒီကြတော့ပဋိဋ္ဌိရ3 8 8ပဋိဋ္ဌိမှာကျတော့10ပဋိဋ္ဌိညီပါတယ်ဗျ3ည8ထွက်ပါတယ်အတွက်10ပဋိဋ္ဌိ 3963653ကိုကျွန်တော်ထောင်ပေါင်းမယ်ဗျာတောင်ညာ86သုံးလုံးပေါင်းကြတော့လေးလို့ရတယ်ဗျ။တောင်ညာ86သုံးလုံးပေါင်းလေးအဲ့ဒီလေးတွေကြတော့လုံးပါဗျ။လေးလုံးပါ။၄၅ထွက်သွားတဲ့အတွက်လေးလုံးပါကြတော့ထိသွားတယ်ဗျ။ ဒီဘက်မှာကျွန်တော်တို့3ည8 3လုံးပေါင်းကျွန်တော်တို့တက်လို့ရတယ်ဗျတုံည8 3သုံးလုံးပေါင်း1တက်ရဲ့ပါဝါသည်6 6ရဲ့နက်ခတ်သည်9 1 9 6ရဲ့ကျွန်တော်တို့ပဋိပဲ1 9 6ပဋိပဲမှာကျွန်တော်တို့9ပဋိထိပါတယ်ဗျ4 5ထွက်ပါတယ်အတွက်9ပဋိ4 5 နှစ်ငါလေးငါငါသုံးလုံးပေါင်းကျွန်တော်လေးလို့ရတယ်ဗျလေးငါငါသုံးလုံးပေါင်းလေးအဲ့ဒီလေးတွေကျွန်တော်လုံးပိုင်ဗျလေးလုံးပိုင်ဒီဘက်မှာကျွန်တော်လေးငါနှစ်သုံးလုံးပေါင်းကျွန်တော်တက်လို့ရတယ်ဗျ၄၅နှစ်၃လုံးပေါင်း၁ တရပါပါသည်6 6ရက်နှက်ခက်သည်9 169ကျွန်တော်တို့ပဋိပြေလေးလုံးပိုင်းတည်းကျွန်တော်တို့169ကိုပဋိထွေးခွက်လေးထုတ်ကြည့်အောင်ဗျ6045ပဲစီတို့အနေနဲ့ကြိုက်ပါတာယူထုတ်ပါဗျအရန်ထုတ်ခွက်များ399992992ကိုဗျမိတ်ဆွေတို့အနေနဲ့ကြိုက်ပါတာယူထုတ်ပါဗျအားလုံးကံကောင်းကြပါသည်ဗျ